လုံးချစ်တော်မိတ်ဆွေများအားလုံးပဲမင်္ဂလာပါဒီပတ်ဂျာရက်ဒီမှာကျွန်တော်တို့ချန်ပီယံလီးပွဲစဉ်နှစ်ကပြန်လည်စတင်ဆင်ပြိုင်နေကြပြီဖြစ်တယ်ဒါအရင်ကဆိုတော့ဒါအောက်စုအဆင့်ပွဲစဉ်တွေလို့ကျွန်တော်ပြောလို့ရပါမယ်လေဒါကအခုကျတော့အမတ်ပီစီယာနဲ့ကန်တဲ့နေသားမျိုးမှကျတော့အမတ်ပီစီယာပွဲစဉ်နှစ်တွေပြန်လည်စပြစ်စတင်နေပြီလို့ကျွန်တော်တို့ကပြောလို့ရတာပေါ့ဒီလိုနေသားမှာဆိုရင်ပွဲစဉ်ကောင်းတော်တော်များများကပါတယ်ဒီညပွဲစဉ်မှာဒါပေမဲ့ဒီကြားထဲမှာမှအကောင်းဆုံးပွဲစဉ်တစ်ပွဲကိုပြောရမယ်ဆိုရင်တော့ကျွန်တော်တို့ FC Barcelona နဲ့ PSG တို့ရဲ့ပွဲစဉ်ကဒါဒီပတ်ရဲ့အကောင်းဆုံးပွဲစဉ်လို့ကျွန်တော်တို့ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့တစ်ဖက်သင်းကလည်းဒီလူပြောများပြီးတော့မှချန်ပီယံလိရမယ်ဆိုမှတော့ရေပန်းစားပြီးမနစ်ကတော်တော်နာမည်ကြီးခဲ့တဲ့ဘာစီလိုနာနဲ့ပြီးတော့မှလက်ရှိချန်ပီယံ PSG တို့ရဲ့ပွဲစဉ်ဖြစ်နေတယ်။ပုံမှန်ဆိုရင်ကျွန်တော်ပွဲကျို၃၀ချက်တွေတိတ်ပြီးတော့မှပြုလုပ်လို့မရှိဘူး။ဒါပေမဲ့လည်းအကောင်းတကအကောင်းဆုံးပွဲတစ်ပွဲဖြစ်နေတဲ့အတွက်ကျွန်တော်မဖြစ်မနေတာပွဲချိုလေးတော့ကျွန်တော်ပြုလုပ်ချင်တယ်။ဘာကြောင့်လဲဆိုတော့ဒီပွဲစဉ်ကကျွန်တော်အားလုံးသိတဲ့အချိန်မှာမိနစ်တဲကနေကျွန်တော်တို့ Champion League ဘောလုံးပွဲမှာတွေ့မဲ့နှစ်သင်းလို့အားလုံးကပြောထားကြတဲ့နှစ်သင်းပေါ့နော်ကျွန်တော်တို့တွေ့စီချင်းခဲ့တဲ့နှစ်သင်းဒီနှစ်သင်းရဲ့ထိုက်တိုက်တွေ့ဆုံမှုပွဲစဉ်လေးကိုဒီနေ့ကျွန်တော်ပွဲချုပ်သုံးသပ်ချက်အနေနဲ့ပြုလုပ်ပေးသွားမှာဖြစ်တယ်ဒီနေ့မှကျွန်တော်ပထမဆုံးအနေနဲ့ကိန်းဂဏအချက်အလက်တွေကနေစပြီးတော့မှပြောသွားမယ်တို့နှစ်သင်းရဲ့ထိုက်တိုက်တွေ့ဆုံမှုတို့နှစ်သင်း Champion League မှာနောက်ဆုံးတွေ့ဆုံခဲ့တဲ့ကျွန်တော်တို့၅ချိန်ကိုကျွန်တော်ကြည့်မယ်ဒါတို့နှစ်သင်း Champion League မှာပဲတွေ့မယ်နောက်ဆုံးတွေ့ဆုံခဲ့တဲ့၅ချိန်မှာဆိုရင်ဘာစီလိုနာကနှစ်ပွဲနိုင်တယ်နှစ်ပွဲဆုံးပြီးတော့မှတစ်ပွဲတည်ကြတာတယ် နိုင်ငံရဲ့ပွဲလေးကိုကြည့်ရမယ်ဆိုရင်ဘာစီလိုနာက6ဂိုးတကိုးနဲ့လွန်ခဲ့တဲ့တာဟိုမက်ဆီလိုနေမာတို့စီးတဲ့ချိန်ကနိုင်တဲ့တပွဲပြီးတော့မှ PSG ကနောက်နှစ်မှာ1-4ဆိုတဲ့ရလနဲ့တပွဲပြတ်နိုင်တယ်ပြီးတော့ဂျာမား1-1သိရတပွဲကြတယ်ပြီးတော့မှ PSG ကနောက်ထပ်တစ်ချိန်1-4ဆိုတဲ့ရလနဲ့ဘာစီလိုနာကိုထပ်ပြီးအနိုင်ရတာတယ်ပြောမှဆိုရင်ဒါကရလပိုင်းအကြည့်မယ်ဆိုရင်နှစ်သင်းလုံးကဘယ်လမ်းများနေတယ်ပေကိုးအနေနဲ့ကြည့်မယ်ဆိုဘာစီလိုနာက12ဂိုးပေးပြီးတော့မှ12ဂိုးသွင်းထားတယ် ပြည့်ချီကလည်းအလားတူပဲ12ကိုသွင်းပြီး12ကိုပေးရတယ်။ထိုက်တိုက်တွဲဆုံမှု9ချိန်မှာဆိုရင်ဘေသင်းကမှအသာရတာတဲ့အနေထားမရှိနေဘူး။ဒါနောက်ဆုံ9ချိန်ပေါ့နော်6ချိန်တို့9ချိန်တို့ဆိုတော့တမျိုးနောက်ဆုံ9ချိန်မှာတော့သူတို့တင်ကစားတူပဲတည်တည်ပဲရှိတယ်လို့ကျွန်တော်ပြောလို့ရတယ်။ပြီးတော့မှ PSG သင်းရဲ့နောက်ဆုံး Champion League စားခဲ့တဲ့9ပွဲကိုကျွန်တော်ကြည့်လိုက်ရအောင်။ဒီ9ပွဲမှာဆိုရင် PSG က Aston Villa ကို3-2နဲ့ဆုံးတယ်။ပြီးတော့မှ Arsenal ကို0-1နဲ့နိုင်တယ်။ပြီးတော့မှ Arsenal ကိုပဲနောက်ထပ်တစ်ချိန်2-1နဲ့ထပ်နိုင်တယ်။ ပြီးတော့ဘောလုံးပွဲကစားခဲ့တဲ့မနစ်ကအင်တာမီလန်ကို5-0နဲ့နိုင်တယ်ပြီးတော့မှဒီရသည့်အစချန်ပီယံလိပွဲစဉ်တက်မှာဆိုရင်သူကအတ္တလနာအသင်းကို4-0နဲ့နိုင်တယ်ဒါနောက်ဆုံး၅ပွဲမှာဆိုရင်သူကတပွဲဆုံးတယ်ပြီးတော့မှ၄ပွဲထိနိုင်တာတဲ့အသင်းရောက်ကိုနေနဲ့ကြည့်ရမှဆိုရင်၁၄ကိုတွင်လာပြီးတော့မှပေကိုအနေနဲ့က၄ကိုပဲရှိတယ်ဒါကတော်တော်လေးကိုကောင်းတဲ့ရလဒ်တစ်ခုလို့လည်းပြောလို့ရတယ်တစ်ဖက်ကဘာစီလိုနာကိုကြည့်မယ်ဘာစီလိုနာရဲ့နောက်ဆုံးကစားခဲ့တဲ့ချန်ပီယံလိ၅ပွဲကိုကြည့်ရမှဆိုရင်ဒေါမွန်ကို 4-0နဲ့နိုင်တယ်ပြီးတော့မှဒေါမုံပဲ3-1နဲ့ပြန်ဆုံးတယ်ပြီးတော့မှအင်တာမီလန်ကို3-3တည်ကြတယ်ပြီးတော့မှအင်တာမီလန်ပဲ4-3နဲ့ထပ်ဆုံးတယ်ပြီးတော့ဒီနေ့ရသည်ကျွန်တော်အနူကဆေကို2-1နဲ့နိုင်လာတယ်ရှားကိုအနေနဲ့ကြည့်ရမယ်ဆိုတော့73ကိုသွင်းလာပြီးတော့မှပေကိုအနေနဲ့ကြတော့ကျွန်တော်17ကိုထိရှိတာလေဒါပြောရမယ်ဆိုဘာစီလိုနာရဲ့ချန်ပီယံလိနောက်ဆုံး၅ပွဲကပြည့်ကျင်နေဆိုရင်လုံးဝပြတ်သက်กว่าနေတယ်ရှားကို73ကိုသွင်းတယ်ပေကို17ကိုထိဘာစီလိုနာကချန်ပီယံလိမှာပေကိုအင်မတောင်မှများခဲ့တယ် ချန်ပီယံဖြစ်ဖို့အသင်းတစ်သင်းကဒီလောက်ထိပေးကူများဖို့တော့ကျွန်တော်ကျွန်တော်နေနေကြတော့ဒါသိမ်းလို့ဘူးဝင်မကြတဲ့ပိုင်းလေးပေါ့နော်ဒါကကိန်းကနန်းချက်လက်တစ်ဖက်က PSG က၁၄ကိုသွင်းပြီးတော့မှကျွန်တော်၄ကိုပေးထားတယ်ဘာစီလိုနာက၁၃ကိုသွင်းပြီးတော့မှ၁၁ကိုပြန်ပေးထားတယ်ဒါသူတို့ရဲ့နောက်ဆုံးကစားခဲ့တဲ့ချန်ပီယံလိ၅ပွဲစီကိုကျွန်တော်ကကိန်းကနန်းချက်လက်တွေကိုပြန်ကြည့်တာဖြစ်တယ်ပြီးတော့ကျွန်တော်တို့လက်ရှိသူတို့နောက်ဆုံးကစားခဲ့တဲ့ပွဲစဉ်ကိုကြည့်ရမယ် ဒါဒီနေရာမှာဆိုရင် PSG ဆိုရင်လည်းပြင်သစ်လူကူကစားမယ် Champions League ကစားမယ်နောက်ဆုံးရင်ငါးပွဲ Barcelona ဆိုရင်လည်း La Liga ကစားမယ် Champions League ကစားမယ်နောက်ဆုံး၅ပွဲကိုကျွန်တော်ကြည့်မယ်လက်ရှိသူရဲ့ခြေစွမ်းအရနေထားရကြည့်မယ်ဆိုရင် Barcelona ကနောက်ဆုံး၅ပွဲမှာ Valencia ကို6-0နိုင်တဲ့တပွဲပြီးတော့မှ Newcastle ကို2-1နိုင်တယ် Getafe ကို3-0ထပ်နိုင်တယ်ပြီးတော့မှ Oviedo ကို1-3နဲ့နိုင်ပြီးတော့မှနောက်ဆုံးသူတို့အိမ်ခွင့်ပွဲစဉ်ဖြစ်တဲ့ Real Sociedad နဲ့ပွဲစဉ်မှာတော့2-1နဲ့ထပ်ပြီးတော့အနိုင်ရရှိတာတယ် နောက်ဆုံး၅ပွဲလုံးကိုဘာစီလိုနာတင်းကရာနှုန်းပြည့်နိုင်ပွဲရရှိတာတွေလို့ကျွန်တော်တို့ပြောလို့ရတယ်။ပြီးတော့မှဘာစီလိုနာတင်းရဲ့ပေကိုနဲ့ရကိုကျွန်တော်ကြည့်ရမယ်ဆိုရင်လည်းဘာစီလိုနာကနောက်ဆုံး၅ပွဲမှာ၁၄ဂိုးထိသွင်းလာပြီးတော့မှပေကိုက၃ဂိုးပဲရှိတယ်။လက်ရှိနေထားရပြောမယ်ဆိုရင်တော့ဒါတော်တော်လေးကိုကောင်းတဲ့ပုံစံကောင်းတစ်ခုမှစနေတယ်သိလို့ကျွန်တော်တို့ပြောလို့ရတယ်။တစ်ဖက်က PSG ကိုကျွန်တော်ကြည့်ရမယ်ဆိုရင် PSG ရဲ့နောက်ဆုံး၅ပွဲမှာ PSG ကသူလောအသင်းကို36ဆိုတဲ့ရလနဲ့အဝေးခွင့်မှာနိုင်ရတယ်ပြီးတော့မှအက်စီလန့်အသင်းကို20နဲ့အိမ်ခွင့်မှာနိုင်ရရှိတယ် အတလန်တာအသင်းကို 4G ဆိုတဲ့ရလနဲ့အနိုင်ရရှိခဲ့ပြီးတော့မာဆီကိုအဝေးခွင်းမှာ 1G နဲ့ဆုံးတယ်။အဇီအသင်းကို 2G နဲ့အနိုင်ရရှိခဲ့တယ်။ပေကိုရကိုကြည့်ရမယ်ဆိုရင် PSG က14ကိုထိသွင်းပြီးတော့မှပေကိုအနေနဲ့၄ကိုပဲရှိတာတယ်။ဒါနောက်ဆုံးမှာပေါ့နော်။14ကိုသွင်းပြီးတော့မှ၄ကိုပဲပေးထားတဲ့အသင်း။ပုံစံကောင်းတစ်ခုမှရှိနေတယ်လို့ပြောလို့ရတဲ့အသင်းနဲ့အသင်း။ဒီညမှာကိန်းကနက်အချက်လက်ရကြည့်ရမယ်ဆိုရင် Barcelona ကလည်း14ကိုသွင်းတယ်။နောက်ဆုံး၅ပွဲမှာပေကို3ကိုရှိတယ်။ PSG ကလည်းလားတူပဲ14ကိုသွင်းပြီးတော့မှပေကို၄ကိုရှိတယ်။ချက်လက်ပိုင်းကလုံးဝလေပယ်တာမှရှိနေတယ်။ ဘေးသင်းမှအတားရနေတဲ့အနေအထားမျိုးမှာမတွေ့ရအောင်ဒီတော့ကျွန်တော်တို့လက်ရှိအနေအထားရသူတို့နှစ်သင်းရဲ့ကစားမဲ့အချင်းချင်းကိုကျွန်တော်တို့ဒီနေရာမှာကြည့်ရတော့မယ်နှစ်သင်းလုံးကဒဏ်ရာအနေအထားတွေလုံးဝရှိနေတဲ့အသင်းတွေလို့ပြောလို့ရတယ်ဒီနေရာမှာပိုဆိုးတာက PSG သင်းကဒဏ်ရာရတဲ့ပိုင်းမှာဘာစီလိုနာထပ်ပိုပြီးတော့မှများတယ်ဘာစီလိုနာကအဓိကကစားသမားဖြစ်တဲ့ Farming Lopez တို့ Gavi တို့ဒဏ်ရာရတဲ့ပြီးတော့မှ Rafinha ရာဖင်ညာဆိုတာပြောရမယ်ဆိုဒီလို Champion League ပွဲစဉ်တွေကအဓိကရာဖင်ညာရဲ့ခန့်ကန့်တာကအေးပါခဲ့တယ်မနစ်ကတော်တော်လေးလဲကျွန်တော်တို့လိုအပ်တဲ့ကစားသမားတူ ရာဖိညာဒဏ်ရာရလာတယ်ဒါပဲဘာစနိုရဲ့ဒဏ်ရာရစင်ကတော့ပြီးတော့မှကျွန်တော်တို့ရဲ့နောက်ချန်ကစားသားမှဖြစ်တဲ့ဘဲဒီကတော့50 50ရာခိုင်နှုန်းပဲအပြေဝကစားမှလားအရန်နေနဲ့ဝင်ရောက်ဆင်ပြိုင်မှလားဆိုတော့ကျွန်တော်တို့သဲကွဲမသိရသေးဘူးဒါဘာစနိုရာရဲ့ဒဏ်ရာစင်တစ်ဖက်က PSG ရဲ့ဒဏ်ရာရစင်မှကြည့်ရမယ်ဆိုတော့တော်တော်လေးကိုဖြစ်ဆိုရပြ PSG ကအဓိကကစားသမားတော်တော်များများဒဏ်ရာရလာတယ်သူရဲ့အဓိကတိုက်စစ်ကစားသမားဖြစ်တဲ့ဒူရေတို့ပြီးတော့မှကျွန်တော်တို့အိုစမန်ဒမ်ဘီလီတို့ဆိုတာဒါလုံးဝအဓိက PSG မစီမဖြစ်တိုက်စစ်တွေဒီကစားသမားတွေကဒန်ယာနဲ့ဘာစီလိုနာပွဲကိုတရားရခဲ့တော့ မပါဝင်နိုင်တဲ့ကစားသမားစီးရင်မှာပါခဲ့တယ်။ပြီးတော့သူရဲ့အဓိကကွင်းလဲကစားသမားတွေဖြစ်ကြတဲ့ကျွန်တော်ဗတိညာပြီးသွားတဲ့ပွဲမှာဒန်ရပြီးတော့မှလူစားလဲထားတဲ့ကစားသမားဒီနေ့ပွဲစဉ်တွေ့ကြတော့သူပြန်ပါမလားမပါဘူးလားဆိုတာကကျွန်တော်တို့အတိအကျမသိသေးဘူး။ဒန်ရအနေငယ်စီးနေတဲ့ကစားသမားပြီးတော့မှနောက်ထပ်ကစားသမားတယောက်ဖြစ်တဲ့ကွင်းလဲကကျွန်တော်ကြည့်ရမယ်ဆိုရင်ဂျောင်းနာဘတ်ဂျောင်းနာဘတ်ကလည်းဒီပွဲစဉ်ကိုကျင်းတည်ပေါ့လွဲချော်မဲ့ကစားသမားစီးရင်မှာပါနေတယ် ဒါပြောမစဗတညာနဲ့ဂျောင်းနံပါတ်ဆိုတာက PSG ရဲ့မဆီမဖြစ်ကစားသမားတွေအဓိကကစားသမားလို့ကျွန်တော်တို့ပြောလို့ရတယ်သူတို့နှစ်ယောက်ရဲ့ကွင်းလွဲအတွဲက PSG ရဲ့အဓိကအတွဲပဲဘာစီလိုနာဘက်ကဆိုရင်ဒါပဒွေနဲ့ကျွန်တော်တို့ဒီဂျောင်းအတွဲဒီပုံစံမျိုးပဲဒီနေရာမှာသူကဒီဗတညာကပြန်ပါသီးတိုင်အောင်ဥပမာကျွန်တော်တို့ဂျောင်းနံပါတ်ကမပါလာဘူးဆိုရင်သူတို့အတွဲကလုံအောင်ပြတ်သွားမယ်ဒါ PSG ရဲ့အဓိကထုံနှက်ချက်ပဲဒီနေရာမှာနောက်ထပ်ကစားသမားတူဖြစ်တဲ့ Favier Rivet ဒီကစားသမားကလည်းဒီနေ့သားမှာ50 50ပဲသူလည်းပါကောင်းပါနိုင်တယ် မပါဘူးလေမြားသွားနိုင်တဲ့ကစားသမားစင်းထဲမှာစိနေတယ်လက်စီမှာဒါအဓိကသူ့ရဲ့ကွင်းလေအတွဲကြီးတစ်တွဲလုံးကလုံးဝလူစုံတက်ဆုံတဲ့ကစားလုံးမရနိုင်တဲ့အနေအထားမျိုးရောက်နေတယ်ဒါက PSG ရဲ့အင်မတန်မှထိုးနှက်ချက်တစ်ခုလို့ကျွန်တော်မြင်မိတယ်နောက်ပြီးတော့မှသူ့ရဲ့အဓိကအသင်ကောင်းဆောင်ခန်စစ်ကစားသမားမကွင်းကိုလည်းဒီနေ့ပွဲစဉ်ကိုလုံးဝလွှဲချော်တာပဲဒါက PSG ရဲ့တကယ်ထိုးနှက်ချက်တွေပဲဒီနေ့မှ PSG ရဲ့အားသာချက်ကလေးကြတော့သူ့ရဲ့ ABRB ဆိုတဲ့ဒီစိုက်ဘက်ကစားသမားနှစ်ဦးပြောမှဆိုဒီကစားသမားနှစ်ဦးကကျွန်တော်အင်မတန်မှကြိုက်တဲ့ကစားသမားတွေ ကယ်တမ်းလဲကျွန်တော်လိုအပ်တဲ့ကစားသမားတွေဟာကီမီနဲ့နူနူမတ်ဒတ်ဒီကစားသမားနှစ်ယောက်ကတကယ်ကိုကျွန်တော်ကြိုက်တာဒီကစားသမားနှစ်ယောက်ရဲ့လှုပ်အားကလည်းအားလုံးသိတဲ့အတိုင်းပြောမှဆိုဒါအခုလက်ရှိအကောင်းဆုံးကစားသမားတွေလို့တော့ကျွန်တော်စီးရင်ထဲမှာထည့်သွင်းလို့ရတဲ့ကစားသမားတွေဒီတော့ဒီနှစ်ပွဲစဉ်ကိုကျွန်တော်ကြည့်ရမယ်ဆိုရင်တော့ဒါစင်ပြိုင်မှုပိုင်းမှာဆိုတော့ဘာစီလိုနာဘက်ကကြည့်ရမယ်ဆိုရင်ဒန်ဟန်ရကစားသမားတွေမှာမှကျွန်တော်တို့ရဲ့လာမယ့်ရမှာပြန်လည်ပြီးတော့မှအသင်းနဲ့ပြန်ကစားနိုင်ပြီဒါကဘာစီလိုနာရဲ့တိုက်စစ်က PSG ရဲ့တိုက်စစ်ထက်ကျင်းသေးပေါ့ပို့ပြီးတော့မှတာတဲ့အနေထားတရားကိုကျွန်တော်မြင်တွေ့ရပြီ ဘာစီလိုရဲ့တိုက်စစ်မှာရာဖီညာမပါခဲ့ဘူးဆိုပေမဲ့လည်းကျောတစ်ဖက်မှာမာကာရာဖိုကအကောင်းဆုံးခြေစွမ်းနေဇက်တိုက်ပြနေတယ်။ဒါကဘာစီလိုရဲ့တိုက်စစ်ကမနိုင်သွားတဲ့အနေထားမှာစီးတဲ့အပြင်ကို ပြီးတော့မှဒဏ်ရာကစားသမားတွေကဖြစ်တဲ့ကျောင်းလူငယ်ကစားသမားလေးလာမရမှာထပ်ပြီးပေါင်းလိုက်တာကဘာစီလိုရဲ့တိုက်စစ်က PSG ရဲ့တိုက်စစ်ထက်ကျင်းသေးပေါက်တာတဲ့အနေထားကိုကျောတို့မြင်တွေ့ရတယ်။နောက်ပြီးကွင်းလယ်ပိုင်းကိုကျောထပ်ကြည့်မယ်ထား။ကွင်းလယ်ပိုင်းမှာဆိုဘာစီလိုကွင်းလယ်ကလက်ရှိမှာအကောင်းဆုံးအနေထားမှာစီးနေတယ်။ကျောတို့ Frankie Dijon နဲ့ Patri ပုံစံကောင်းနဲ့စီးနေပြီးတော့မှ ready ဖြစ်နေတဲ့အနေထား ပြီးတော့မှကျွန်တော်တို့ကဒန်နီအိုမိုနဲ့ထပ်ပြီးသုံးမယ်ဒီဒီကွင်းလင်ကကျင်းသေးပေါ့ PSG ရဲ့ကွင်းလက်ထက်ကိုနောက်ထပ်တစ်ချိန်နီးတစ်ဖြာထပ်တာနိုင်မယ်လို့ကျွန်တော်တို့မြင်မိတယ်ပြီးတော့မှခန်းစစ်ပိုင်းကိုကြည့်မယ်ဆိုရင် PSG ကသူတို့ရဲ့အဓိကခန်းစစ်မှုမှာကွင်းညို့မပါတာကလွဲရင်တော့သူတို့ခန်းစစ်ကထိုင်လျောက်ကောင်းတဲ့အနေအထားမှာရှိနေတယ်ဘာစီလိုနာရဲ့ခန်းစစ်ပိုင်းကကျွန်တော်အနေနဲ့ဆိုရင်ဒီနေ့ပွဲစဉ်မှာတော့ကျွန်တော်အသင်းကောင်းဆောင်ရော်နယ်အာရူဟူနဲ့ကုပါစီအတွဲကိုကျွန်တော်မြင်တွေ့ရဖို့ရှိပြီးတော့မှခွန်ဒီနဲ့ကျွန်တော်ဂျရမတ်တင်အတွဲကိုထပ်တွေ့ရမယ်ဘယ်နဲ့ညမှာဒါပြောမယ်ဆို ခန်စစ်ပိုင်ကတော့ PSG ကဘာစီလိုနာထပ်နည်းနည်းလေးတာနိုင်တယ်လို့ကျွန်တော်မြင်တယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်နေနေကတော့နည်းနည်းလေးစိုးရိမ်တာအသင်းကောင်းဆောင်ကျွန်တော်ရဲ့ Ronaldo အားလုံးခုပဲ။သူကနှစ်စဉ်နဲ့အမျှကျွန်တော်တို့ဘာစီလိုနာရဲ့ Champion League ပွဲစဉ်ရောက်ပြီဆိုပုံမှန်ဒုက္ခပေးတတ်တဲ့ကစားသမားမျိုး။ပြီးတော့မှကျွန်တော်လူငယ်ကစားသမားလေးကူပါစီလေးမနစ်ကအဲ့လိုအမားတွေလောက်တတ်တဲ့ကစားသမားပုံမှန်ဆိုဒီနေ့အနေထားမျိုးမှာကျွန်တော်နေနေဆိုတာ Christensen တို့ပြီးတော့မှကျွန်တော်တို့မနစ်ကအသင်းကနေပြန်ထွက်သွားတဲ့ Martinez တို့ဆိုရင်ပုံပြီးတော့မှစိတ်ချရမယ်လို့မြင်မိမြင်လဲကျွန်တော်ကအခုဘယ်လိုပဲဖြစ်ဖြစ် ကမ္ဘာအကောင်ဆုံးအသင်းလက်ရှိဥရောပရဲ့အကောင်ဆုံးအသင်းနဲ့ဆင်ပြန်ကစားတဲ့အနေအထားမှာခုမှစီနေရော်နယ်အာရူဟုတို့ရှင်တမမနဲ့ပဲအားပေးရမယ့်အနေအထားမျိုးနဲ့စီနေတာကိုကျွန်တော်မြင်ရတာဒါကတစ်ဖက်ကလည်းတိုက်စစ်ကစားသမားတွေဒဏ်ရာရနေတာကကိုယ်တော်နည်းနည်းခံစားရလို့ပြောလို့တော့ရတာပေါ့ခန်းစစ်ပိုင်းမှာတော့ဘာစီနော်ရဲ့အာနာဂျင်နနဲ့စီးတယ်ကိုသမားဆက်စနီအသက်နည်းနည်းကြီးနေပြီလေးတဲ့ဘက်မှာစီးတယ်ဒီတော့ကျွန်တော်ကြောက်ရမှာက PSG ရဲ့ DAB RB ကစားသမားနှစ်ဦးဖြစ်တဲ့နူနူမန်တက်နဲ့ဟာကီမီတို့ရဲ့အတွဲကိုကျွန်တော်ချိန်သေးပါကြောက်အောင် ီအတွင်းနဲ့တွဲကတိုက်စစ်ကိုလုံးဝဖိအားပေးပြီးတော့မှဒုက္ခပေးနိုင်တဲ့ကစားသမားတွေဒါပေမဲ့လည်းနူနူမန်တပ်ဘက်ကကြည့်ရမယ်ဆိုရင်တော့ကျွန်တော်သူကဒီဂျူကွန်ဒီဘက်ကလာမယ်ဒီနေရာမှာဂျူကွန်ဒီနဲ့လာမေရမှာစင်နေတဲ့ဘက်အချက်မှာနူနူမန်တပ်ကလည်းပြီးသွားတဲ့ပေါ်တူဂီနဲ့စပိန်ပွဲမှာကျွန်တော်လာမေရမှာအကောင်းဆုံးထိမ့်ပြခဲ့တယ်ဆိုပေမဲ့လည်းဒီခေါက်တော့လာမေရမှာရဲ့အနောက်မှာဂျူကွန်ဒီပါလာပြီအဲ့ဒီအတွက်နူနူမန်တပ်ကဘာစီလိုနာရဲ့ခံစစ်ကိုဒုက္ခပေးနိုင်မလားဆိုတာကတော့နည်းနည်းလေးစဉ်းစားစရာဖြစ်လာတယ်ဘာပဲဖြစ်တော့ အစိမလာမေယာမရဲ့မွေနှောင်းမှုစိနေတဲ့ဒန်နဲ့နူနူမန်တက်ကထင်သလောက်ပါစီနိုရဲ့ခံစစ်ကိုဒုက္ခပေးနိုင်တော့မှမဟုတ်လို့တော့ကျွန်တော်မြင်မိတယ်။အလားတူပဲတစ်ဖက်ကကျွန်တော်ဟာကီမီတကယ်အကောင်းဆုံးခံစစ်ကစားတမားတိုက်စစ်လိုက်ပါတဲ့နေရာမှာအင်မတာကောင်းတဲ့ကစားသမားသူ့ဘက်ကျတော့ကျွန်တော်တို့ဘက်ကအာနေချက်အဓိကအာနေချက်နေရာဖြစ်တယ်။ကျွန်တော်ရဲ့တသင်းလုံးရဲ့အာအနည်းဆုံးနေရာဂျရမတ်တင်ဒီပိုင်းမှာရောဟာကီမီကဂျရမတ်တင်ကိုကျင်းတီပေါဒုက္ခပေးနိုင်မှာ။ဒါပေမဲ့လည်းကျွန်တော်ရဲ့အစ်မမာကာရော့ဟိုကစိနေတယ် မကာရာဖိုရဲ့ speed ပြင်းနှုံးနေတဲ့ဒီဂိုကန်သွင်းချက်တွေကပြီးခဲ့တဲ့ပွဲတွေမှာကျွန်တော်အင်မတန်တွေ့တာပြီတကယ်လို့သာမကာရာဖိုသာပုံမှန်ခြေစွမ်းထပ်ပို့ပြီးတော့မှမြင့်မာတဲ့ခြေစွမ်းတစ်ခုနဲ့ခြေစွမ်းပြခဲ့မယ်ဆိုရင်ဟာကီမီကလည်းဘာစီလိုနာရဲ့ခံစစ်ကိုဒုက္ခပေးမဲ့ပိုင်းမှာကျတော့ကျွန်တော်မှတင်ကာကွယ်ရမယ့်ပိုင်းကအင်မတန်ပေါ့သွားတဲ့ပိုင်းလို့ကျွန်တော်မြင်မိတယ်။ဘာကြောင့်လဲဆိုတော့အစ်မကျွန်တော်မကာရာဖိုစီးတယ်။ရဖိုသာပုံမှန်ခြေစွမ်းပြနိုင်ခဲ့မယ်ဆိုရင်ဟာကီမီကဒီလောက်ထိဖြစ်လာမှာမဟုတ်ဘူး။ဒီတော့ကျွန်တော်မှတင်နေနဲ့ကျွန်တော်ခံတာတဲ့ပြီးတော့မှခံမသိရင်ဒီကျွန်တော်ရဲ့ဘယ်ဒီ ုတိယပိုင်းလောက်မှာဝင်ကစားမယ်လို့ထင်တယ်ဘယ်ဒိသထပ်ပါလာရင်ဘယ်ဒိနဲ့ rap ဖို့ကအင်မတန်အောင်မှအပြင်းမြန်မလို့ကစပီကောင်းတဲ့ကစားသမားတွေဒီကစားသမားတွေနဲ့ဆိုရင် hakimi လည်းတော်တော်လေးကိုဒုက္ခတွေ့သွားနိုင်တယ်ဘလို့ပဲဖြစ် psg ဘယ်ကကြည့်ရမလဲဆို psg ကတသင်းလုံးဘောလုံးကို control ကောင်းကောင်းလေးလုပ်ပြီးတော့မှဘလို့လဲအပေးယူမြများနဲ့သူကတသင်းလုံးတက်တသင်းလုံးဆင်းကြစ်ကြစ်လက်ကစားတက်တဲ့ instinct ဘာဆိုနာဘက်ကကြည့်ရမလဲဆိုလဲမြန်နှုံးအဓိကထားပြီးကစားတယ် high percent တွေကစားတယ်ပြီးတော့မှ jordan la meya မရဲ့တိုးလောက်တွေဝင်လိုက်ဘောလုံးထိန်းချုပ်တဲ့အပိုင်းမှာဆိုလဲ patri နဲ့ဒီချောင်းတွဲက လုံးဝညင်နေတဲ့အနေအထားမှာစီးနေတဲ့တော့ဘာစီလိုနာကဒီနေ့ပွဲစဉ်ကိုအားကြီးခတ်ခဲ့တဲ့ပွဲစဉ်တပွဲနေနေလို့တော့ကျွန်တော်မမြင်ဘူးဒါပေမဲ့အနိုင်ရမလားဆိုတာကတော့ကျွန်တော်တို့နည်းနည်းလေးစဉ်းစားရမှာနော်။ဘာကြောက်ဆိုတော့တစ်ဖက်တင်ကကျွန်တော်ဆိုရပြောတဲ့အချိန်ပဲဒီဘောလုံးကသူကအတိအကွန်ထရိုးလုပ်ပြီးတော့မှအကောင်းဆုံးကစားနိုင်တဲ့အသင်းမျိုးတိုက်စစ်အားသန့်တဲ့အသင်းပြီးတော့မှဟန်စီဖီလီရဲ့အသင်းကိုကျွန်တော်ကြည့်ရမှဆိုရင်လည်းဟိုင်လိုက်အမြင့်တင်မယ်ပြီးတော့မှဇက်တိုက်တိုက်စစ်ပြီးတိုက်စစ်ကစားတဲ့အသင်းမျိုးဒီသင်းကရော PSG ရဲ့ဂိုးပေါက်ကိုဘယ်လောက်ထိချိန်ချောင်းနိုင်မလဲ ပြီးတော့မှဟန်စီဗီလက်ကစားပေါ်တမျိုးရမင်းတို့ငါဘက်ကိုသွင်းမလားသွင်းတော့အေးမင်းတို့မသွင်းငါသွင်းမယ်ဆိုတဲ့ကစားပုံမျိုးဒါကပြောချင်တာကကျိန်းနေပေါင်းကိုပြရမယ့်နေထားမျိုးရှိတယ်ဒါပေမဲ့နည်းနည်းအားသာဝါတာတော့ PSG အဓိကကစားသမား၂ဦးဖြစ်တဲ့တိုက်စစ်ကစားသမားဖြစ်တဲ့ဒမီလီနဲ့ဒူရီမပါတော့ဒါပေမဲ့လည်းကျွန်တော်တို့ဘာကိုလာတို့လိုကစားသမားမျိုးတွေရာမိုတို့လိုကစားသမားတွေစီးတည်တဲ့အတွက်တော့ကျွန်တော်နည်းနည်းလေးတော့သတိထားရအောင်ဒီမှာဘာကူလာဆိုကျွန်တော်တို့ရောင်းတဲ့အာရုခုဘလို့ထိုင်းမလဲဒါဘဲကျွန်တော်တွေးမိတာပေါ့နော်နည်းနည်းလေးစိုးရိမ်ချက်တစ်ခုဖြစ်တယ် ဒီပွဲကအင်မတန်ဝမ်းကြီးလို့ကောင်းမဲ့ပွဲစဉ်တစ်ပွဲဖြစ်လာမှာတော့ကျင်းသေးတယ်ဒါပေမဲ့လည်းဘာစီလိုနာကသူတို့ရဲ့အင်ကွင်းပွဲစဉ်မှာဆိုနောက်ဆုံး၃ပွဲမှာ၁၁ဂိုးထိသွင်းလာပြီးတော့မှပေကိုတကူပဲရှိတာလဲဒါကဘာစီလိုနာရဲ့အင်ကွင်းအသာကြောင့်လို့ကျွန်တော်ပြောလို့ရကျောင်းနေနဲ့ကြတော့ဒီနေရာမှာဘာစီလိုနာအနေနဲ့ဒီနေ့ပွဲစဉ်မှာနီးတပြား PSG ထက်တာနေတယ်လို့တော့ကျွန်တော်မြင်မိတယ်ဒါမဲ့ဘောလုံးဆိုတာကဘာမှမဆိုဖြစ်သွားနိုင်တယ်မိတ်ဆွေတို့အနေနဲ့ရောဒီညပွဲစဉ်ပေါ်မှာဘယ်လိုမျိုးမြင်မိလဲဘယ်တဲ့အသာရသွားမလဲဘယ်လိုမျိုးရလက်မျိုးထွက်လာမလဲဆိုတာကျွန်တော်ကွန်မန့်လေးထဲမှာမှတ်ချက်ရေးသွားပြကြပါဦး ဒါနဲ့ဘလုံးချစ်တော်မိတ်ဆွေတွေနဲ့ကျွန်တော်ရဲ့ YouTube channel လေးကို subscribe လုပ်ထားရသည်ဘူးဆိုရင် subscribe လေးလုပ်သွားကြဖို့တော့ကျွန်တော်တောက်ဆွလိုက်တယ်ပြီးတော့ကျွန်တော် Facebook ပတ်မှာလည်းပုံမှန်ဘလုံးနဲ့ပတ်သက်တဲ့သတင်းတွေဘာဆူနာနဲ့ပတ်သက်တဲ့အကြောင်းအရာတွေကိုပုံမှန်လေးတင်ဆက်နေတာဖြစ်တဲ့အတွက်ကျွန်တော်ရဲ့ AR about football page လေးကိုလည်း like and share လေးလုပ်သွားပေးကြဖို့အတွက်ကျွန်တော်အနုညွတ်ပဲတောက်ဆွလိုက်ပါတယ်အားလုံးကိုသူရဲ့ကျေးဇူးတင်စီပါတယ်